Hello အားလုံးပဲမင်္ဂလာပါနော်ကျမရဲ့ Atom Mind Channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှဆိုရင်တီတိုလိုပုန်းချောင်းကနေပြီးတော့ဂျာရွာတွေဖြစ်တဲ့ကျွဲသလင်းတပြေချောင်းတကွန်တိုင်လင်းငှက်တော်တို့ကိုဖြတ်ပြီးတော့ကျမတို့ပထမ plot တွေမှာသွားဆော့ထားတဲ့တောင်ဘက်ကိုသွားတယ်မြစ်ကျဘက်ကိုကျမတို့သမောနဲ့သွားမှာဖြစ်ပါတယ်ရှင်တီတိုလိုက်ပါခဲ့ကြပါဦးနော် ဒီချီတိုလိုချောင်းကအရင်ဆုံးကတော့ကြဲချင်းကြဲခဲ့မှာပေါ့လေဒါပေမဲ့အခုမှဆိုရင်တော့ဟိုဘက်ကလက်မှုတော်ဒီဘက်ကလက်မှုတော်တွေနဲ့ရှုပ်ရှုပ်ခတ်လာတဲ့ခါကျတော့သူကသမောတစည်းဆောင်လောက်ပဲပေါ့နော်သမောကြီးကြီးတွားလို့ရရတယ်ဒါပေမဲ့ချောင်းချင်းပုံစံမျိုးဖြစ်သွားတာပေါ့နော်ဒီဘက်ကနေပြီးတော့ဟိုဘက်ချောင်းချဲတဲ့ကိုထွက်မှာပေါ့ဒီဘက်ထက်မှဆိုရင်တောင်းတောင်းသမောတွေကတိတ်မသွားတာမျိုးလည်းရှိတတ်ပါတယ်ရှင်ဟုတ်တယ် ဟုတ်ပါမလဲဒီမှာဟိုလမ်းမူဒီလမ်းမူပင်လမ်းမူပင်နေလမ်းမူကြည့်ပါပင်နေနဲ့ချောင်းကကျင်းသွားတဲ့အတွက်ကြောင့်ကျမတို့ဒီလေလေးကတကူဆောင်ဝင်နေပဲဖြစ်သွားတာပေါ့လေနော် ဥပမာဆိုရင်လည်းအိမ်ဒီကဒီလိုပဲကန်နေပါလေရှင်။ဒီမီဂျာလန်နဲ့ကိုလာရတာကမသိရင်တောင်ဂျာလန်နဲ့ကိုလာရသလိုပါပဲ။ကြီးချင်းလေးနဲ့သွားတာကစိတ်လုံစားစရာလည်းကောင်းပါလေရှင်။ဒီလိုမျိုးရွာလောက်တရားလေးတွေကလည်းဟိုဘက်ရွာနဲ့ဒီဘက်ရွာကိုဖြတ်တန်းသွယ်တန်းထားတာကိုလည်းတွေ့မြင်ရပါတယ်ရှင်။ ရာသီဥတုကမိုးရသည်ဆိုတော့အစိမ်းဆိုလန်းဆန်းနေရကိုကျမတို့တင်ပြရပါဖြစ်ပါတယ်မိုးရသည်ဆိုရင်ဗနရာသည်အစိမ်းဆိုနေတာပေါ့နော် ဒီမီယိုတစ်လျှောက်လုံးကိုကျမတို့ဒီသမောနဲ့စီးရတာကကျွန်내 feeling နဲ့မတူပါဘူးရှင်။ ြူကလေးလေးတစ်ဖြူဖြူအပြင်အောက်မှာရေလေးပေါ်ကဖြက်ပြီးစစ်စင်လာရတယ်။ရေလေးရဲ့ရင်းနှံလေးတွေရေလေးတွေရင်းငွေလေးတွေပေါ့နော်။ဒါအပြင်ပေးပတ်ပတ်လေးမှာတက်ပင်နေကြကဖြက်တန်းစစ်စင်လာတဲ့ feeling ကတော့ကျမတို့ဆိုင်ငယ်စီးတဲ့ feeling နဲ့လုံးဝမတူပါဘူး။ဒီဘက်ကြည့်လိုက်ရင်လည်းရှူကလေးတစ်မျိုးဟိုဘက်ကြည့်လိုက်ရင်လည်းရှူကလေးတစ်မျိုးနဲ့ပင်လေးတွေကိုလည်းခန်းစားလို့ရပါတယ်ရှင်။အရှိဘံမျိုးတစ်ချောင်းပါလေရေလေးကနေပြီးတော့ပေါ်နေတဲ့ကျွန်းလေးပေါ်မှာစောက်ထားတဲ့အိမ်လေးကြီးတစ်ခွေကိုကျမတို့ကြည့်ရှုခံစားရအောင်ပါဖြစ်ပါလိမ့်ရှင်။ ကျမတို့အခုသွားနေတဲ့တောင်ရှောင်းမြင်တည်နေရတဲ့ရွာကလေးကငှက်တော်ရွာလို့ခေါ်ပါတယ်ဒီငှက်တော်ရွာကပစင်ကျမတို့ဟိုဘက်ကိုဖက်သွားမယ်ဆိုရင်မြင့်ချစ်ဘက်ကိုရောက်မှာပေါ့နော်အာကျမတို့အရှိပလောမှာသွားဆော်တဲ့တောင်ဘက်ပေါ့နော်အဲ့ဒီဘက်ကိုရောက်မှာဟိုးအရှိမှာဆိုရင်မြင့်ချစ်ဘက်ကိုဖြတ်တယ်အဲ့မြင့်ဝရောက်မယ်ပေါ့နော်အဲ့ဒီကိုကျမတို့အခုသွားနေရပါမသွားခင်လမ်းတစ်လျှောက်မှာရှိတယ်မြင်ကွင်းလေးတွေကိုကြည့်ကြအောင်ပေါ့နော်ကျမကဒီဘက်ရွာကမဟုတ်တဲ့တကြောင်ကျမကလှေလို့တမောတိတ်မကွဲဘူးနော်အဲ့ဒီကကြောင့်ပြည်သူများအကုန်လုံးကျမကလှေလို့ခေါ်ပါတယ် လိုက်ပို့ပေးတဲ့ဆရာက Clay နဲ့ Tomo နဲ့ဖွဲ့ကြောင်းကိုသူကသိချင်ပြပေးပါတယ်ရှင်။ကျမကတော့တွေ့သမျှအကုန်လုံးလို့ခေါ်တာပေါ့နော်။ ရိုးရိုးပေါ့နော်လော်တက်နဲ့လော်ရမယ်ဆိုတော့ကျမတို့ကလေလို့ခေါ်ပြီးတော့ဆက်တက်ထားတဲ့ဥချုံလေးကတမျိုးလေးဖြစ်နေရဆိုတော့သူတို့ကတမောလို့ခေါ်တဲ့ပေါ့လေုံမှာဆက်တက်ထားရဆိုတော့အဲ့ဒါကိုဆက်လေလို့ခေါ်ရလို့ရိုးလေးတော့နည်းနည်းပါတော့ကွဲကွဲပြပြသေးရပေါ့နော်ဒါပေမဲ့တမောနဲ့ဆက်လေကိုသိပြီးတော့ကွဲပြရတယ်တော့မဟုတ်သေးဘူးပေါ့နော်နန်းတစ်ချောင်းမှာဟိုတို့ဒီတို့အိုမေးဒီမေးနဲ့တော့နည်းနည်းပါတော့တည်ရတယ်လေလာရတယ်ပေါ့နော်ရိုးလေးတော့ရှိပါတယ်ရှင်ကျေးဇူးပါနော် ။အဲဆိုရင်ကျမတို့ဆက်ပြီးတော့ဒီဘက်လမ်းတစ်လျှောက်ကိုကြည့်သွားရအောင်ပါရှင်။ကျမတို့လည်းတို့လိုက်ပါခဲ့ကြပါဦး။ဟိုဘက်မြစ်ထဲရောက်သွားရင်တော့တမျိုးလှသေးတယ်ရှင်။ဒါဆိုရင်ကျမတို့လည်းတို့လိုက်ပါခံစားပြီးကြပါအောင်နော်။ အခုဆိုတော့ကျမတို့မြစ်ကျဲလေးကိုထွက်တယ်မြစ်ကျဲအပေါ်ပေါ်ရောက်လာပြီပေါ့နော်ဟိုဘက်ကိုသွားမယ်ဆိုရင် မြစ်ကပေါ်ကျဲသွားဖို့ပဲရှိပါတော့တယ်ဒီထဲမှာဆိုရင်သမောကြီးကြီးရေသမောသေးသေးတွေပို့ပြီးတော့လော်ကြတယ်ပေါ့နော်ဒါကအဝင်းဝါကိုပြင်ထားတဲ့နေရာလေးပါရှင်အဆူမြင်းမြင်းသမီးကိုကြည့်လိုက်မယ်ဆိုရင်စွန်းတော်လိုမျိုးတွေးရတယ်လမှုတော်လေးတွေကိုမမြင်ရတော့ဘဲနဲ့ကျမတို့မြင်းသမီးကရေပဲပို့မြင်ရမှာပေါ့နော် gar nicht mehr. Da lehne ich noch. Ich habe wieder so eine Vorwahl. Seite kann ich ja sehen, wie warm. đây xin nào đồ xin nào đồ tố nào chịu đây 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 nói nghe thôi nào ့ချင်တယ်တမောမောင်းနာလည်းမောင်းပြီးသွားပြီတမောဒီဦးထိတ်ကနေစီးချင်တာလည်းစီးပြီးသွားပြီဆိုတော့ကျမတို့ဒီဘက်ကရွာလန်းတင်းကိုပြန်ပါမယ်ဒီနောက်မှဆိုရင်သူကဝဲရှိရဲ့အတွက်ကြောင့်မလို့မြုပ်တက်တယ်လို့သူကတော့ပြောပါတယ်ဒါကြောင့်မို့လို့ကျမတို့ကသတိကြီးကြီးနဲ့မောင်းပြီးတော့ပြန်ခဲ့ပါပြီရှင်အဆောင်ဒီကြည့်ရပေးအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်